နမကြီးနုပညာအစင်တန်းနဲ့မညီပဲလမ်းပေးမှာမိုးရင်းကားစားနေလို့လူပြောများနေရဲ့ရွှေထူးနဲ့ရွှေမုံရည်တီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာပရိသတ်တွေရဲ့ရင်ကိုနှွေးထွေးသွားစေတဲ့တစ်ချိန်တည်းမှာပဲချီကျူးတန်တွေနဲ့ဆွညံသွားစေခဲ့တဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြပေးခြင်းပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းနုပညာရှင်ဆုံးတွေအားလုံးကချစ်ခင်အားပေးရတဲ့အစိုးရရွှေထူးနဲ့မင်းသမီးကျော်လေးရွှေမုံရည်တီတို့ဇနီးမောင်နှံရဲ့ပကသနာကင်းစွာနဲ့မိုးရင်းကားစားနေတဲ့ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်ရှင် င်ရွှေတုံးနဲ့ရွှေမွန်ရည်တို့ဇနီးမောင်နှံနှစ်ယောက်ကမြို့ကရက်ခွင်ငယ်လေးထဲမှာရှိတဲ့တာမန်လန်းပြီးမိုးဟင်းကားဆိုင်လေးတစ်ဆိုင်မှာအရန်ကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့မိုးဟင်းကားကိုအာရပါရအရသာခံတုံးဆောင်နေတဲ့ပုံရင်လေးတွေလူမှုကွန်ရက်ပေါ်ကိုတက်လာခဲ့တာပါဒီပုံလေးတွေဟာမြင်ရသူအဖို့ရိုးရှင်းပေမဲ့သူတို့လိုနာမည်ကြီးအနုပညာရှင်တွေရဲ့အစဉ်အတန်းနဲ့အနှိုင်းယှဉ်လိုက်တဲ့အခါမှာတကယ့်ကိုထူးခြားတဲ့အမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ် ဒါကြောင့်မယ်ပြည်သက်တွေကသူတို့ရဲ့ဂုံပကသနာကင်းမဲ့တဲ့လောရလေးအတွက်အချီးကျူးစကားတွေတညီတညွတ်ထဲဆိုခဲ့ကြတာပါကျမတို့ပြည်သက်တွေသိကြတဲ့အတိုင်းပဲအနုပညာလောကမှာထိတ်ဆုံးကိုရောက်ပြီးတော့အောင်မြင်လာတဲ့အခါမှာတကြုံအနုပညာရှင်တွေဟာဘဝင်မြင့်လာတတ်ကြပါတယ်သူတို့ရဲ့အစဉ်အတန်းနဲ့မကန့်ညီဘူးဆိုပြီးတော့တာမန်လူတွေနဲ့ရွရွနှောနှောမနေတော့တာအထက်တန်းဆန်ပြီးတော့ဟိုတယ်ကြီးတွေစားသောက်ဆိုင်တွေမှာပဲမျက်နာပြတတ်တာမျိုးတွေရှိတတ်ပါတယ်လမ်းဘေးအစားအစာဆိုတာသူတို့အတွက်တော့ဝေးစွာပါပဲဒါပေမဲ့ရွှေထူးနဲ့ရွှေမုံရည်တို့ဇနီးမောင်နဲ့ ကတော့လုံးဝကိုစန့်ကျင်ဘက်ပါပဲ။ရွှေတွန်းဆိုတာ R&B နဲ့ Pop ဂီတာလောကမှာအောင်မြင်မှုအထွတ်ထိပ်ကိုရောက်နေတယ်။ရုပ်ရှင်လောကမှာလည်း Academy ဆုကိုဆုကူထားတဲ့ထိတ်တန့်အနုပညာရှင်တယောက်ပါ။ရွှေမော်ရီလီကလည်းအတတ်ငယ်ငယ်လေးနဲ့အနုပညာလောကတွေကိုဝင်ရောက်ပြီးတော့ ထိတ်တန်းမင်းသမီးတယောက်ဖြစ်နေရည်တည်နေတဲ့ခင်မွန်ဖြစ်သူနဲ့အတူတနေ့ထဲမှာပဲအကယ်ဒမီစုကိုရရှိခဲ့တဲ့ရှားပါတဲ့မင်းသမီးတစ်လက်ပါသူတို့နှစ်ယောက်ရဲ့အောင်မြင်မှုကြွယ်ဝမှုတွေနဲ့ဆိုရင်ကျင်းငါးဝင်းဟိုတယ်မှာနေတိုင်းစားတော့ဖို့ဆိုတာအလွယ်လေးပါဒါပေမဲ့သူတို့ရွေးချယ်ခဲ့ရတာကတော့တာမန်လူရန်စားတွေနဲ့အတူတာမန်လန်ပီးဆိုင်လေးမှာပဲပျော်ပျော်ပါးပါးနဲ့ထိုင်စားဖို့ပါပဲ ဒီလုံရက်လေးဟာသူတို့ဟာနာမည်ကြီးနုပညာရှင်တွေဖြစ်နေပေမယ့်ဂုံမမတ်ပကာသနာမထားဘဲနဲ့ပရိသတ်တွေနဲ့တသားတဲ့မြေပြင်ပေါ်မှာပဲရက်တည်နေထိုင်နေဆိုတာကိုသက်သေပြလိုက်ကြပါသူတို့ဟာအောင်မြင်မှုတွေကိုကောင်းတဲ့မရောက်ပဲနှလုံးသားထဲမှာပဲထားတတ်သူတွေဆိုတာကိုပြသလိုက်တယ်လို့ပါပဲဒီလိုစိတ်ထားတွေကြောင့်လည်းပရိသတ်တွေကသူတို့ကိုယနေ့ချိန်ထိအခိုင်အမာချစ်ခင်အားပေးနေကြတာပါဒါကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်နုပညာရှင်စုံတွေအားလုံးကချစ်ခင်အားပေးရတဲ့အစိုးရရွှေထူးနဲ့မင်းသမီးကျော်လေးရွှေမွန်ရည်တို့ဇနီးမောင်နှံရဲ့ပကာသနာ ကင်းစွာနဲ့မိုဟင်ကားစားနေတဲ့ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါရဲ့ရှင်။ရွှေတွုံးနဲ့ရွှေမွန်ရည်တို့ဇနီးမောင်နှံနှစ်ယောက်ကမြို့ကရက်ခွက်ငယ်လေးထဲမှာရှိတဲ့တာမန်လန်းပြီးမိုဟင်ကားဆိုင်လေးတစ်ဆိုင်မှာအရန်ကိုလွလွလပ်လပ်ပေါ့ပေါ့ပါပါနဲ့မိုဟင်ကားကိုအာရပါရအရသာခံတုံးဆောင်နေတဲ့ပုံရိပ်လေးတွေလူမှုကွန်ရက်ပေါ်ကိုတက်လာခဲ့တာပါ။သူတို့ရဲ့နှုပညာကိုချစ်တယ်လို့သူတို့ရဲ့ဂုံပကာသနာကင်းနဲ့ဘဝနေထိုင်မှုပုံစံကိုလည်းလေးစားနေကြပါရဲ့။အခုလိုမျိုးလမ်းပေးဆိုင်လေးမှာပျော်ရွှင်နေတဲ့သူတို့ရဲ့ပုံရိပ်ကငွေကြီးနဲ့ဂုံဒရက်တွေထက် တန်ဖိုးရှိတဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေရှိနေသေးရဆိုတာကိုကျမတို့ကပြန်လည်သတိပေးလိုက်တယ်လို့ပါပဲ။ပရိသတ်ကြီးတို့ရောရွှေနှွှေစုံတွေလေးရဲ့ဂုံပေါက်ချင်းကင်းနဲ့ဒီလိုရက်လေးနဲ့ပတ်သက်လို့ဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။ နမကြီးမင်းသားတယောက်ကိုအမြင်ကတ်တယ်ပြောမိလို့ပွဲဖြစ်နေရဲ့ဖွဖွေပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြလဲကြိုဆိုလိုက်ပါတယ်ပရိသတ်နဲ့အနုပညာရှင်ဆိုတာတခါတလေကြတော့လေခြေတိုင်တစ်ခုထဲမှာအတူချီနောင်ခံထားရတယ်လို့ပါပဲအနုပညာရှင်တွေရဲ့လှူရှားမှုတိုင်းကပရိသတ်အတွက်စိတ်ဝင်စားစရာဖြစ်နေတယ်လို့ပရိသတ်ရဲ့ထင်မြင်ချက်တွေကလည်းအနုပညာရှင်တွေပေါ်မှာတည်ရောက်မှုရှိနေတတ်ပါတယ်အခုတခါမှလည်းထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ဖွဖွေရဲ့စကားတကွန်ကြောင့် social media တစ်ခုလုံးတိတ်တိတ်တုံသွားခဲ့ရတဲ့အကြောင်းကိုပြပြပေးခြင်းပါ ိုင်ပြဿနာအစားကတော့ပြည်သက်တွေချမှာရေပန်းစားနေဒက်ဒဝိမီဆိုတဲ့အစီအစဉ်မှာဖိုးဖေးပါဝင်ခဲ့ရကနေစခဲ့ရပါအဲ့ဒီမှာဖိုးဖေးကိုသူ့ရဲ့အနုပညာသက်တမ်းတလျှောက်အတူလုံးလုံးရတာအဆင်မပြေဆုံးအမြင်ကဆုံးမင်းသားရှိသလားလို့မေးခွန်းမေးမြန်းခဲ့ပါတယ်ဖိုးဖေးကလည်းသူ့ရဲ့ပင်ကိုယ်စရဲ့အတိုင်းပဲပုံပွင့်ရှင်းရှင်းမှာပဲအမြင်ကတဲ့မင်းသားရှိခဲ့ကြောင်းနဲ့အဲ့ဒီမင်းသားရဲ့အပြုအမူအကြောင်းကိုပါထည့်ပြောသွားခဲ့ပါတယ် အဓိကအဖြစ်တော့ဖူဖေးကသူမတိရုပ်ဆောင်ဖို့အတွက်အတီမှုအပြည့်နဲ့စ조사နေတဲ့အချိန်မှာအဲ့ဒီမင်းသားကကင်မရာရှေ့ကနေတမင်လာရက်ပြီးတော့ပိတ်ဆို့ကာကွယ်တက်တယ်ဆိုတဲ့အကြောင်းဖူဖေးကတော့ဘသူပဲဝါရဲလို့နာမည်တက်ပြောသွားခဲ့ခြင်းမရှိပါဘူး ဒါပေမဲ့ဒီစကားတခုံးကပရိသတ်တွေရဲ့စိတ်ကိုမိစားနဲ့ထိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဘသူလဲဘဲဝါလဲဘဲဇက်ကားမှလဲဆိုတဲ့မိကုန်းတွေနဲ့အတူဆိုရှယ်မီဒီယာပေါ်ကစုံတောက်တွေဟာချက်ချင်းပဲအလုံးစားလုံးကြပါတော့တယ်။ကောက်ချက်တွေဆွဲကြအထောက်ထားတွေရှာကြနဲ့နောက်ဆုံးမှာတော့သူတို့ရဲ့တန်တရားဟာမင်းသားထွန်းထွန်းစီမှာသွားပြီးတော့စုပြုံကြရောက်ခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ပွပွေးနဲ့ထွန်းထွန်းတို့အတူရိုက်ကူးခဲ့တဲ့ပေါပဝရီစင်ရင်ကန်းဆက်ကားကြီးတဲ့ကဇဝင်ကန်တစ်ခုရဲ့အနေအထားနဲ့ပွပွေးပြောပြသွားတဲ့အခြေအနေကတထက်သေးကြနေရကုန်ပရိသတ်တွေကရှာဖွေတွေ့ရှိခဲ့လို့ပါပဲ။ဒီတွေ့ရှိချက်ကြောင့်ပဲပွပွေးအမြင်ကတဲ့မင်းသားဆိုတာထွန်းထွန်းပဲဖြစ်ရမယ်လို့အားလုံးကကောက်ချက်ချလိုက်ကြပါတယ်။ဒီဖြစ်ရပ်ကိုကြည်ချင်းအဖြစ်ကျမတို့စိတ်ဝင်စားစရာအချက်တစ်ခုကိုတွေ့နိုင်ပါတယ်။ပထမတစ်ချက်ကပရိသတ်တွေရဲ့အနုပညာရှင်တွေရဲ့ပွင့်လင်းမှုကိုဘလောက်တောင်နှစ်သက်သဘောကျလဲဆိုတာပါပဲ။ဟန်ဆောင်မှုတွေများတဲ့လောကကြီးမှာပွပွေးလို့ပွပွင့်လင်းလေးပြောဆိုလိုက် ာကပြည်သက်တွေအတွက်တော့ရိုးသားတယ်တကယ်အစ်စ်မှန်လို့ခန်းစားရစီပြီးတော့ဒီကိစ္စကိုပို့ပြီးတော့စိတ်ဝင်စားသွားစီပါတယ်ဒုတိယချက်ကတော့ဒီကိစ္စဟာအနုပညာရှင်တွေရဲ့နောက်ကွယ်ကကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေကိုမိမောင်းထိုးပြလိုက်တယ်လို့ဖြစ်သွားပါတယ် တရုတ်ဆောင်တယောက်အနေနဲ့ကိုယ့်ရဲ့လုံးဖို့ဂိုင်ဘက်အပေါ်မှာအပြန်အလှန်လေးစားမှုရှိဖို့တယောက်ရဲ့အခန်းကိုတယောက်အနောက်ရှက်မပေးမိဖို့ကဘလောက်အရေးကြီးသလဲဆိုတာကိုဒီဖြစ်ကသက်သေပြနေပါတယ်။ဘာပဲဖြစ်ဖြစ်ဖိုးဖွေးရဲ့စကားတကောကြောင့်အခုဆိုရင်တော့မင်းသားထွန်းထွန်းဟာပြည်သက်တွေရဲ့အာယုံဆိုင်မှုကိုပြေဝခံနေရပါတယ်။တချို့တွေကလည်းဖိုးဖွေးဘက်ကရက်တည်ပြီးတော့ထွန်းထွန်းကိုဝေဖန်ကြတယ်လို့တချို့ကလည်းတေချာမသိဘဲနဲ့တစ်ဖက်သက်မစုံဖြတ်တင်မှုလို့ပြောကြပါတယ်။အခုတခါမှလည်းထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ဖိုးဖွေးရဲ့စကားတကောကြောင့်ဆိုရှယ်မီဒီယာတစ်ခုလုံးတိမ့်တိမ့် ုံသွားခဲ့ရတဲ့အကြောင်းကိုပြပြပေးခြင်းပါတယ်။ပြဿနာအစားကတော့ပြည်သက်တွေအကြောင်းမှရေးပန်းစားနေဒက်ဒဝိမီဆိုတဲ့အစီအစဉ်မှာဖိုးပွေးပါဝင်ခဲ့ရတာကနေစခဲ့ရပါအမှန်တရားကိုကာယကံရှင်တွေပဲသိမှာဖြစ်ပေမဲ့ဒီဖြစ်ရက်ကကျမတို့ရဲ့အနုပညာရှင်တွေရဲ့ပွင့်လင်းမှုနောက်ွယ်ကအနုပညာလောကရဲ့အခြေအနေတွေအကြောင်းကိုဘယ်လိုအတွေ့အကြုံပေးခဲ့ပါသလဲပြည်သက်ကြီးတို့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဆိုင်ဝင်တန်းလေးကိုမတင်မတဲ့လို့ရဲ့ကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ပိုးကြဖြူခင်ရဲ့ခင်ပုံပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့လူမှုကွန်ရက်အစာမျက်နှာပေါ်မှာအတော်လေးကိုပြောစရာဖြစ်နေတဲ့အလုရှင်နဲ့အလုသမားကြားကပြဿနာတစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီဖြစ်ပျက်မှာပါဝင်ပတ်တတ်နေတဲ့သူတွေကတော့အားလုံးဒီပိသားဖြစ်တဲ့တရုတ်ဆောင်ပိုးကြဖြူခင်၊သူမရဲ့ခင်ပုံဖြစ်သူ PK ထွန်းနဲ့သူတို့ရဲ့ယရနာ PK ထွန်းဆိုင်ရွှေယရနာဆိုင်ကဝန်ထမ်းလူငယ်လေးတအူးလိုပဲဖြစ်ပါတယ်။ဇာလန်ကတော့ဝန် န်းလူငယ်လေးစစ်သွင်းရန်ကသူ့ရဲ့တက်တော့အကောင့်ကနေတဆင့်အလုရှင်ဖြစ်သူ PK ထွန်းကသူ့အပေါ်မှာကိုတီလက်ရောက်ပြုမှုခဲ့တဲ့အကြောင်းတွေကိုဗီဒီယိုဖိုင်နဲ့တကွာရှင်းလင်းပြောကြားလာရာကနေစတင်ခဲ့ပါတယ်။သူဟာအလုရှင်ရဲ့ပြုမှုမှုကိုခံခဲ့ရတဲ့အပြင်အလုကံပါရုတ်တရက်ထုတ်ပယ်ခံခဲ့ရတယ်ဆိုတော့သူ့ရဲ့ပြောကြားချက်တွေပါဝင်တဲ့ဗီဒီယိုကအချိန်တိုတွင်မှာပဲလူအများပြားစီကိုပြန်နဲ့ရောက်ရှိသွားပြီးတော့အာလုံးရဲ့စိတ်ဝင်စားမှုတွေကိုဖန်ဆားနိုင်ခဲ့ပါတယ်။အဖြစ်ပြည့်ရဲ့အရင်မြစ်ကိုပြန်ကြည့်လိုက်ရင်တော့မထင်မှတ်စရာ TikTok ဗီဒီယိုလေးတွေ ေကနေစတင်ခဲ့တာကိုတွေ့ရမှာပါ။ဝန်ထမ်းလေးစစ်သွေးရန်ကသူ့ရဲ့ TikTok အကောင့်မှာဗီဒီယိုရိုက်ကူးနေစဉ်ဆန်ရှင်ဇနီးမောင်ရဲ့သမီးငယ်လေးဖူဖွေးကကလေးတဘောဝအတိုင်းချစ်စပွဲဝင်ရောက်စော်ကစားနေခဲ့တာပါ။စစ်သွေးရန်ကလည်းဒီချစ်စရာဗီဒီယိုဖိုင်လေးတွေကိုသူ့ရဲ့အကောင့်မှာတင်ခဲ့မိပါတယ်။ဒီဗီဒီယိုတွေပြန့်နှံ့သွားပြီးနောက်မှာတော့ကလေးမိခင်ဖြစ်သူပိုးကြဖြူခင်ကဆန်ဝန်ထမ်းလေးကိုခေါ်ယူပြီးတော့သူသမီးနဲ့ TikTok တွေမစော်ဖို့အတွက်သတိပေးစကားပြောခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာဝန်ထမ်းလေးဘက်ကလည်းဒါဟာသူကသမီးတကာခေါ်ယူရိုက် က်ကူးခဲ့တာမဟုတ်ဘဲကလေးငယ်ကသူ့လိုလိုဝင်ရောက်ကစားခဲ့ရဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့ရကနေအနှဲငယ်အခြေအတင်ဖြစ်ခဲ့ပုံရပါတယ်။ပြည်ထနာအကြီးကျယ်တက်သွားခဲ့ရကတော့အဲ့ဒီနောက်တနေ့မှာပါခခင်ဖြစ်သူကိုပီကေထွန်းကသူ့မိန်းမနဲ့သူ့သမီးကိုပြန်ပြောရသလားဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ကိုရောက်လာပြီးတော့ဝန်ထမ်းလေးစစ်သွေးရန်ကိုကိုကြည့်လိုက်ရောက်ပြုမှုခဲ့တယ်လို့ဆွဆွဲထားပါတယ်။ဝန်ထမ်းလေးရဲ့ပြောကြားချက်အရမင်းမျက်နှာကိုမမြင်ချင်ဘူးလို့ဆိုပြီးအလုထုတ်ခဲ့တဲ့အပြင်မင်းမိသားစုကဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့စကားလုံးနေနေပါ ါချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာတော့ထုံးစံအတိုင်းအမြင်နှချမ်းကွဲနေတာပါ။တစ်ဖက်မှာတော့ဝန်ထမ်းတစ်ယောက်ကအလို့ရှင်ပေါ်မှာထားရမယ့်ကျင့်ဝတ်နဲ့လေးစားမှုရှိတဲ့နဲ့အလို့ရှင်ရဲ့ကလေးကိုဗီဒီယိုရိုက်တင်တော့ပြီးတော့အလို့ရှင်ကိုပြန်ခံပြောတာတွေကဝန်ထမ်းတစ်ယောက်နေနဲ့မလို့သိမှုလို့ယူဆပြီးတော့အလို့ရှင်ဘက်ကအရက်တီပြောဆိုနေကြတဲ့သူတွေရှိပါတယ်။ဒါပေမဲ့လူအများစုကတော့ဒီအမြင်ကိုလက်မခံဘဲနဲ့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။သူတို့ရဲ့အမြင်ကတော့အလို့ရှင်ကဝန်ထမ်းကိုမကြ ရင်အလုပ်ထုတ်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ဘလို့အကြောင်းပြချက်နဲ့မှကိုထိလိုက်ရောက်ရိုင်းနှက်ပိုင်ခွင့်မရှိဘူး။ဒါဟာတရားဥပဒေကိုလက်သလုံးချလုပ်ပြီးအာဏာကိုအလွဲသုံးစားလုပ်တာပဲလို့ဝန်ထမ်းဘက်ကလည်းယက်တည်နေကြတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်တော့မိသားစုကိုပါရင်ညွန်ပြီးချိန်ချောက်ပြောဆိုခဲ့တယ်ဆိုတော့အချက်ကိုတော့ဘသူကမှလက်မခံနိုင်ကြပါဘူး။တကယ်တော့ပိုးချပြုခင်တို့မိသားစုကလွန်ခဲ့တဲ့အချိန်တိုလေးကမှဝန်ထမ်းတဦးရဲ့မယုံသားမှုကြောင့်တင်းရာနဲ့ချီတဲ့ပစ္စည်းဆုံးရှုံးမှုကိုခံစားခဲ့ရတာပါ။အခုလိုမျိုးဝန်ထမ်းနဲ့ပတ်သက်တဲ့ ြဿနာတစ်ခုထပ်မံကြုံတွေ့လာရတာကတော့သူတို့အတွက်စိတ်မသက်မသာဖြစ်စရာပါပဲဒီဖြစ်ရပ်တစ်ခုလုံးကိုကျမတို့အမြင်နဲ့ပြောရမယ်ဆိုရင်အလုပ်ရှင်နဲ့အလုပ်သမားကြားကဆက်ဆံရေးပြီးတော့ဒေါသဖြစ်လာတဲ့အခါမှာပြဿနာကိုဘယ်လိုမျိုးယဉ်ကျေးစွာဖြေရှင်းရမလဲဆိုတဲ့အချက်တွေပေါ်မှာပြန်လည်စဉ်းစားစရာတွေပေးနေတာပါပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်ပေါ်မှာဘယ်လိုမျိုးသုံးသပ်မိပါသလဲအလုပ်ရှင်တယောက်ရဲ့တုံ့ပြန်မှုကဘယ်အဆင့်ထိလက်ခံနိုင်ွယ်ရှိတယ်လို့ထင်ပါသလဲတဦးနဲ့တဦးလေးစားစွာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်မှတ်ချက်ပေးခဲ့ပါ ါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင် ငါးဘက်ဇတိုင်ယုံတင်ပြသခွင့်ရကမြန်မာနိုင်ငံမှာဝင်ငွေအများဆုံးစံချိန်ချိုခဲ့တဲ့ညမင်္ဂလာဇက်ကားချင်းပြည်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာရုပ်ရှင်လောကမှာတမိုင်းအစ်စ်တစ်ခုရေးထိုးပြီးတော့စံချိန်အစ်စ်တွေတင်နေတဲ့ညမင်္ဂလာရုပ်ရှင်ဇက်ကားချင်းအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ရုပ်ရှင်တကားဟာယုံတင်ရဲ့နှစ်ပတ်သုံးပတ်ပြသရရင်ပဲအောင်မြင်တယ်လို့သတ်မှတ်ကြတာပါဒါပေမဲ့ညမင်္ဂလာကတော့အားလုံးကိုကြုံလွန်ပြီးတော့ငါးဘက်ဇတိုင်ယုံတင်ပြသခွင့်ရခဲ့တယ်လို့လက်ရှိမြန်မာပြည်မှာဝင်ငွေ များဆုံးရရှိနေတဲ့ဇာတ်ကားအဖြစ်စံချိန်ချိုးလိုက်ပါပြီ။ညမင်္ဂလာဇာတ်ကားတလောက်ထိအောင်မြင်ရတဲ့အကြောင်းရင်းကလည်းရှိနေပြန်ပါတယ်။ညမင်္ဂလာဇာတ်ကားကရိုးရိုးသေးသေးကားတကားမဟုတ်ပါဘူး။အချစ်အမုံအညိုတရားနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုထီထီမိမိပုံဖော်ထားတဲ့ဇလန်းကောင်းတစ်ပုဒ်ပါ။ဇလန်းချင်းကတော့နေတိုးနဲ့ရွှေသမီးတို့ရဲ့ကြေကွဲပေရာအချစ်ဇလန်းကနေစတင်ခဲ့ပြီးတော့နေတိုးကယရနာပုံနဲ့လက်ထပ်ဖို့အတွက်ပြင်ဆင်နေချိန်မှာအသေးကွဲပြီးတော့မိမိကိုယ်ကိုအဆုံးသတ်သွားပြီးရွှေသမီးတယောက်ကတော့နာနာဘဝအနေနဲ့ဖြစ် စ်လာပုံတွင်ရွှေသမီးရဲ့မိခင်ကအောင်လန်းဆရာမကြီးစိုးမြတ်သူစားဖြစ်ပြီးတော့ပြန်လည်လက်ဆောင်ခြေပုံတွေကိုထိတ်လန့်ပွဲရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇကားရဲ့အဓိကအောင်မြင်မှုတော့ချက်ကတရုတ်ဆောင်တွေရဲ့ပြောင်းမြောက်တဲ့အမှုပညာဆွမ်းပကားပါပဲအထူးသဖြင့်မင်းသားကြီးနေတို့ရဲ့တရုတ်ဆောင်ချက်တွေဟာချီကျူးလို့မဆုံးနိုင်ပါဘူးချစ်သူပေါ်မှာထားတဲ့တန်ရုံးစဉ်အပြည့်ရှိတယ်လို့ခန်းစားနေရတဲ့စိတ်မိမိရဲ့ဇနီးကိုကာကွယ်လိုစိတ်နဲ့အသက်လူပြီးတော့ပြေးရမတက်ကြောက်လန့်နေတဲ့အမှုရာတွေကိုပရိသတ်ရဲ့ရင်ထဲအထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် နောက်တစ်ယောက်ကတော့ဝိုင်းရင်မင်းသမီးကြီးအကယ်ဒမီဆုံးမြတ်သူစားပါ။တမီးဖြစ်သူအတွက်လက်စားချိတ်ပေးမယ်အောက်လန်းဆရာမကြီးအဖြစ်နဲ့သူ့ရဲ့အေးဆက်ဆက်နဲ့ကြောက်စရာကောင်းတဲ့တယောက်ဆောင်ချက်တွေကကြီးရှုတဲ့သူတွေကိုအသေးရစေခဲ့ပြီးတော့ဇလန်းကိုပို့ပြီးတော့အသက်ဝင်စေခဲ့ပါတယ်။ဒီနှစ်ယောက်ရဲ့အဓိကစွမ်းဆောင်မှုတွေကြောင့်ပဲဇက်ကားကလူကြိုက်များခဲ့ရလို့ဆိုရင်လည်းမမှားပါဘူး။ရွှေသမီးနဲ့ရတနာဘိုးတို့ကလည်းသူတို့ရဲ့အခမ်းကဏ္ဍတွေကိုအကောင်းဆုံးပံ့ပိုးတယောက်ဆောင်ခဲ့ကြတဲ့ညမင်္ဂလာရဲ့အောင်မြင်မှုမှာမှတ်တမ်းတင်ရမယ်နောက်ထပ်အချက်တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်ချက်တစ်ခုလည်းရှိနေပါသေးရဲ့အဲ့ဒါကတော့ရုပ်ရှင်ရုံမတင်ခင်နဲ့ယုံတင်နေစဉ်ကာလတွေအတွင်းမှာဇလန်းအညွန့်နဲ့ဇက်သိန်းအထိတစ်တော့မှာအပိုင်းလိုက်လီးဖြစ်ပြီးတော့ပေါက်ကြားခဲ့တာပါပုံမှန်ဆိုရင်ဇလန်းတည်ပြီးသားကားကိုပရိသတ်တွေကတိတ်ပြီးတော့အားမပေးတော့ပါဘူးဒါပေမဲ့ညမင်္ဂလာကတော့ဒီအခြေအနေကိုကြော်လွှားနိုင်ခဲ့ပါတယ်ဇလန်းကိုတည်ပြီးသားဖြစ်နေရတောင်မှမင်းသားမင်းသမီးတွေရဲ့တရုပ်ဆောင်ပြပြမှုတွေကိုကိုယ်တိုင်ခံစားနေတာကြောင့်ယုံတင်နဲ့ငါးဘက်လုံးလုံးပရိသတ်တွေရဲ့အားပေးမှုလုံးဝကျမသွားဘဲနဲ့တကယ် ဲနဲ့ပြန်လည်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။တဟာဒီဇက်ကားရဲ့အည်သွေးနဲ့တရုတ်ဆောင်တွေရဲ့စွမ်းဆောင်ရည်ဘလောက်မြင်မာတယ်ဆိုတာကိုသက်သေပြနေရပဲဖြစ်ပါတယ်။ဒီလိုအားပေးမှုတွေကြောင့်ပဲညမင်္ဂလာရုပ်ရှင်ဇက်ကားကြီးဟာလက်ရှိမှာရုံဝင်ငွေသိန်းပေါင်းတောင်းချီဘီလီယံနဲ့ချီပြီးတော့ရရှိနေကောင်မြန်မာရုပ်ရှင်တမိုင်းမှာဝင်ငွေအများဆုံးဇက်ကားအဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါပြီ။တဟာဇက်ကားမှာပါဝင်တဲ့အနုပညာရှင်တွေဒါရိုက်တာနဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေအားလုံးရဲ့စူးစမ်းမှုတွေအတွက်တကယ်ကိုထိုက်တန်တဲ့အောင်မြင်မှုပဲ ဖြစ်ပါတယ်ပရိသတ်ကြီးတို့ထဲမှာရောညမင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကိုတွားရောက်ကြည့်ရှုပြီးကြပါလောကိုရိုက်ထားတဲ့ဇလန်းတွေထွက်လာခဲ့ပေမဲ့ယုံမှာသွားကြည့်ပြစ်ခဲ့သေးလားဘသူရဲ့တရုပ်ဆောင်ချက်တွေကိုအကြိုက်ဆုံးဖြစ်မိလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်